ကိုဆရာကိုမပြစ်မှားရပြစ်မှားကအဘဆရာတော်ကြီးများ၏ညဉ့်ညင်မှုကိုခံရတတ်ပြီးပညာအသိဉာဏ်ခံရတတ်သည် အဆောင်များခွာသွားတတ်သည်တရေကိုယ်တော်ကုမရသည်ကို တွေ့ဘူးသည်တဆေဤပညာကို ယူပြီးသည့်နောက်ဒါနသီလဘာဝနာကုသိုလ်တရားများကိုတတ်နိုင်သည်၍အားထုတ်ရမည်အဘဆရာကြီးအဖေဆရာဟန်ကတပည့်များကိုကမ္မထံ40ကိုအားထုတ်ရန် မှာကြားခဲ့သည်၁၁အချားကိုင်းမှပွဲကြစားများ နတ်တင်စားများမစားရပညာညှို့တော်တတ်သည်ဆက်နှင့်မတောင်အလောင်းမထမ်းရကင်တွယ်နန်းရှုံခြင်းမပြုရမိဘနှင့်ဆရာဖြစ်ကအဘဆေတော်ကြီးများကိုခွင့်မှန်းပြီးထမ်းနိုင်သည်ဆက်သုံးမိမိအဆောင်ကိုမြည်သူမျှမအပ်ရမိမိ၌အဆောင်ရှိမရှိကိုမြည်သူမှမေးရမလိုမိမိဘာသာခွေးကြိုက်တန်ဆူငါအယူဆူအစိတ်စသည်တို့ကို ကိုယ်တိုင်စမ်း၍ကုကြည်ပါမိမိဘာသာအဆောင်ရှိကြောင်းအစွမ်းရှိကြောင်း တိယလိမ့်မည်ဆလီငမွေတို့ပဲလင်းမွေသည်အိန္ဒုဖျားရှင်ကိုเจ้าများတွင် ရှိတတ်သော ထူပြီးအစိမ့်ရင်ရောင်ပင်စိမ့်မျိုးမဆာယာစငါမွေကိုမတက်ရမနှိမ့်ဆက်ရအခြားသူများမွေကိုလိုက်တတ်တာတွေ့လျင်ဆံရကကာကွယ်ထားရန်ပြောရမည်မေတ္တာပို့ပေးရမည်ဆက်ချောက်ကတော်ဝဲပြင်ထားသောအခန်း၌အမျိုးသမီးများ ထမင်းရင်ရှားဝေး၍မဝင်ရအမျိုးသမီးများမအိပ်ရစခွန် ကရောဝဲရှိတွင်စကားလက်လွတ်မပြောရပြောသောစကားသည်တစ္ဆာကဲ့သို့လေးနဲ့ဒီကိုတတိပြုရမည်ဆက်ရှိအမျိုးသားများယဟန်ပေါင်တက်ရန်အတွက်သိမ်းမဝင်ခင်တည့်ရချိုးတင်ပြီးအဘဆေရော်ကြီးများအားတားကြီးသည်မိတိနှင့်မိတိအချင်းတွင်သိမ်းဝင်ပါမည်ထို့အတွက်ကြောင့်သိမ်းတဲလိုက်သည့်နှင့်အဆောင်များကိုခိတ္တသိမ်းပေးတော်မူပါဖျားသိမ်းမထွက်လျင်ထွက်ချင်းအဆောင်များကိုငကိုအတိုင်းပြန်လဲချပေးတော်မူပါဖျားဟုလျှောက်ထားရမည် အဆောင်များကိုလည်းဒိန်ဝင်နေစဉ်ခိတ္တခွန်နေရင်အထက်ပါတိုင်းပြောဆိုရမည်စကူဂိုင်းတော်ကြီးတွင်ပညာဝါရှိသည်ဝါကြီးသူကိုဝါနုသူက မလီမစားမလို့ရ20အဘဆရာကြီးဘိုးတော်ဟန်ရှိစဉ်ကငါတို့ဂိုင်းဟာတစ္ဆာကျုပ်တယ်တစ္ဆာမြင်နေရင်ဘာအန္တရာယ်မှ မရှိဘူးဟုမိန်ကြားခဲ့သည်21ဖျားပွဲသည်ပွဲအလုံးထက်အနေငယ်မြင့်၍လှူရမည်ဖြစ်ပြီးဖျားပွဲ၏လက်ဝဲဘက်မှဝိဇာပွဲ ်နတ်မင်းကြီးပွေမဲတော်ကြီးပွေအစီအစဉ်တိုင်းထားရမည်ဖယားပွေဝိဇ္ဇာပွေနတ်မင်းကြီးပွေမဲတော်ပွေ22ကရောဝဲအောင်သည်သည်ငှက်ပြောပဲအစိမ်းရောင်မဖြစ်ရရွှေဝါရောင်အုံမဏီသည်ဖြစ်ကမှားရန်မရှိပါကြွမီအစအဆုံးပါရမည်ကြွမီကိုအင်းအဝင်ဝတ်သို့လှည့်ထားရမည်23ယသိ7000ဆရာကောင်းများမှ စင်းသက်လာသောပညာများဖြစ်၍ ဆရာအချင်းချင်းယိုတေရပါမည်ဆရာတဝိဂုံတိတ်ခါကိုမချိုးနိုင်ရပါဆရာတဦးကုသနေသော လူနာကိုလူ၍မကုသရ24ပယောဂကုသမီဆိုလင်အိမ်မဝင်ငင်ဆက်ဖြတ်ပါအိမ်ပေါ်ရောက်မှပယောဂကုရမီကိုတိရလျင်အိမ်အပြင်ပြန်ထွက်ပြီးဆက်ဖြတ်ပါ အထက်ပါအချက်များသည်ဂိုင်းတော်ချုပ်အဘဘိုးတော်ဟိတပီရင်အဘဆရာကြီးဦးခမောင်ထွေးရေးသားခဲ့သည့်ပယောဂကုရုံကျမ်းမှာကောက်နှုတ်တင်ပြခြင်းဖြစ်၏ အဘဆရာကြီးဦးခင်မောင်ထွေးဤတားဖြစ်သူဆရာကြီးဒေါက်တာဦးတင်မောင်ဝင်းဤခွင့်ပြုချက်ဖြင့်အချက်အလက်အနေငယ်အားကောင်းနှုတ်တင်ပြလိုက်ခြင်းဖြစ်ပါ၏အဘဘိုးတော်ဟင်ဤဩဝါဒများအားကိုယ်တိုင်ခံယူခွင့်ရခဲ့သောတပည့်ရင်ဆရာကြီးတဦးကိုယ်တိုင်ရေးသားခဲ့သောဂိုင်းတော်နှင့်သက်ဆိုင်သောဆောင်းရန်ရှောင်းရန်လိုက်နာကျင့်သုံးရန်စည်းကမ်းချက်မူများသည်မိမိလက်ရှိလိုက်နာကျင့်သုံးနေသောစည်းကမ်းမူများနှင့်မြင်မြကိုက်ညီ၍မြင်မြကွဲပြားနေသည့်အား ချင်းချင်းသုံးသပ်နိုင်ကြစေရန်စေတနာဖြင့်တင်ပြလိုက်ခြင်းသာဖြစ်လေ၏အဘဆရာကြီးဥခင်မောင်ထွေးနှင့်တားဖြစ်သူဆရာကြီးဒေါက်တာဦးတင်မောင်ဝင်းတို့အားယူတီလေးစားစွာ ရှင်ခိုးကတော့ပါဤဟု၍ဆရာနှစီမှရေးသားဖော်ပြထားပါရယ်ခင်ဗျာဒါကတော့ဆရာနှစီရေးသားပြုစုထားသောရွှေညော်ဣစာတရားမိတ်ဒီစေကိုင်းတော်ဂိုင်းမြတ်ကြီးနှင့်သက်ဆိုင်သည့်ဘဟုတုဒ္ဒစာစုများမှနံပါတ်19အဘဆရာကြီးဥခင်မောင်ထွေးရေးသားသည့် ကုရုံကျမ်းမှာကောင်းတို့ချမ်းများဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးခဲ့ခြင်းပဲဖြစ်ပါရယ်ခင်ဗျာ။